ခုတင်ဆက်ပေးမယ့်သတင်းကတော့ရိုနီယက်စံချိန်ကိုဘယ်လင်ကကြော်ဖက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ ရီယယ်မက်ဒရစ်ဘင်းနဲ့ကစားသမားဘယ်လင်ကန်ဟာအင်္ဂလန်အသင်းအတွက်ရိုနီပိုင်ဆိုင်ရဲ့စနေတရက်ကိုကြော်ဖြတ်နိုင်ခဲ့လို့သိရပါဗျ။ဘယ်လင်ကန်ဟာအဗီနီယာကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာအင်္ဂလန်အသင်းအတွက်ကစားခွင့်ရခဲ့တာကြောင့်အသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းအတွက်50တော်ပဲကစားခွင့်ရကအသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းအတွက်ကစားခွင့်ရသူတွေထဲမှာပွဲအများဆုံးကစားပေးသူဖြစ်နေဆက်ညင်နိုင်ခဲ့တာဖြစ်ပါတယ်။ရိုနီကအသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းအတွက်ပွဲ50တိကစားပေးခဲ့ပြီးတော့ဘယ်လင်ကန်မတိုင်မီပွဲအများဆုံးကစားပေးသူဖြစ်နေရည်တည်ခဲ့တာပါ။ ဖေလင်ငယ်ဟာ2020ပြည်နှစ်နိုဝင်ဘာလမှာအင်္ဂလန်အသင်းအတွက်စတင်ကစားကွင်ရခဲ့ပြီးပြီးခဲ့တဲ့ယူ2024ပြိုင်ပွဲမှာဘူလူပွဲထိရောက်အောင်လို့စုဆောင်ပေးနိုင်ခဲ့ပါတယ်။ဖေလင်ငယ်ဟာရူနီရဲ့စနစ်တစ်ခုကိုကျော်ဖြတ်နိုင်ခဲ့ပေမဲ့အင်္ဂလန်အသင်းအတွက်ရူနီစုဆောင်ပေးခဲ့တဲ့ဆက်ဆံရည်တွေကိုလိုက်မိဖို့အတွက်အများကြီးကြိုးပမ်းဖို့လိုအပ်မှာဖြစ်ပါတယ်။ရူနီဟာအင်္ဂလန်အသင်းအတွက်ပွဲတရ20တိစားပေးခဲ့ပြီးတော့53ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းတော့ညင်ကြအောင်ပေးဖို့လာပါဗျ။